တမိုင်းတဲကမန္တလေးမန္တလေးတဲကတမိုင်းမြတန်းတင့်ခန်းလေးထိုမနောက်ဖက်သို့ဆက်လာရင်ကြောက်တော်ကြီးဖရာသို့ရောက်သည်အရှိဘတ်မုတ်တွင်ယခုပြည့်စည်ယွယွန်းလျက်ရှိသောပပုထွင်းသူတမာရွှေပိန်းချတရက်ကြီးများရှိသည် ထိုနေရာတွင်နှစ်စဉ်ပထမပြန်စာမွေးပွဲများကျင်းပလေရှိသည် ထိုတရက်ကြီးများတွင်တီဘောမင်းသည် တာမနေအဖြစ်ပထမပြန်စာမေးပွဲကိုဖြေဆိုအောင်မြင်ခဲ့သည်ထိုနေရာတွင်ဘာသာတရားကိုရိုသေကိုင်းဆိုင်ခဲ့သည့်မင်းသည်ပထမပြန်စာမေးပွဲဝင်သူယဟန်တာမနေတို့ကို ပူဇော်ခဲ့သည်ထိုနေရာတဝိုက်ကမန္တလေးသည်မင်းတုံးမင်းဤဘဝနှင့်ဤကတ်စွာဆက်ဆက်နေသည်ကြောက်တော်ကြီးဖျားအတွင်း၌ဗုဒ္ဓရုပ်ဝါတော်ကြီးတစုရှိသည်စကြင်ကြောက်တုံးကြီးတုံးကို ထွန်းထုတ်ထားခြင်းဖြစ်သည် ထိုရုပ်ပွားတော်ကြီးကို1846ခုနှစ်တွင် လူအင်အားများစွာအသုံးပြု၍ခန္ဓာဖြင့်ပင်ဆောင်လာခဲ့ခြင်းဖြစ်သည်ရွှေတချောင်းကန်းစက်မှသည်ယခုနေရာသို့ရောက်အောင် လူပေါင်း1000က73ရက်အတွင်းအရောက်ရွှေ့ခဲ့ခြင်းဖြစ်သည်ဘရင်နှင့်နန်းတွင်းသူနန်းတွင်းသားတို့က ကြောက်စစ်ဘဘူးတို့ကို ကြည်၍ကြည်ညိုကြသည် ထိုရုပ်ပွားတော်ကြီးဤမျက်နှာတော်ကို ထုလို့ရာတွင် ဘရင်ကိုယ်တိုင်ကြောက်စစ်စရာတို့ကို ကြီးကြပ်ညွှန်ကြသည် မင်းတို့မင်းသည်ကြောက်စစ်တတ်ပညာတွင်စိတ်ဝင်စားသည့်ထက်ဘာသာတရားကြီးညိုစိတ်ကပိုး၍လွန်ကဲသည်ဟုဆိုရမည်ထင်သည် အကြောင်းမူရပွားတော်ကြီးမှာလဲလျောင်းရအသောအုံကဲ့သို့ပင် ပုံပန်းမကြသောကြောင့်ဖြစ်သည်အနည်းတွင်ရှိသည့်စံကြောင်းတိုင်းမှာသာသနာပိုင်ဆရာတော်ကြီးတည်င်း300နေရာဖြစ်သည်သာသနာပိုင်ဆရာတော်ကြီးမှာ 1866ခုနှစ်တွင် ပြန်လွန်တော်မူခဲ့ပြီးယင်းဤယုတ်ကလတ်ကိုခန်းနာဖြင့်တချိုခဲ့သည်ယုတ်ကလတ်တော်ကိုစံကြောင်းမှလောင်တိုက်စီသို့တည်ယူလာသည့်အခါမင်းတင်မိဖုရားတို့သည်ယာယီစံနန်းတော်မှထွက်လာကယုတ်ကလတ်ကို ပူဇော်ကြည်ညိုကြသည်အင်ရှင်မင်းနှင့်ဝင်ကြီးမူမတ်များက စီတန်း၍မိသကြုံမည်နေရာသို့လိုက်ပါပို့ဆောင်ကြရသည်စံကြောင်းမှယခုချိန်တွင်ရိုင်းရိုင်းလျက်ရှိပေပြီး ြောက်မွန်းတို့အစမ်းတကျက်စီရင်ထားသောတက်သားចောင်းတော်ကြီးမှာရာစုနှစ်ဝက်နီးပါးကြာခဲ့ပြီဖြစ်သဖြင့်ပြက်စီးနေလေပြီ။ကျောင်းဝင်းထဲတွင်သာသနာပိုင်ဆရာတော်ကြီးကဇင်းကြံလျှောက်ရာတရားဘာဝနာမှတ်ရာဇင်းကြံမှာလဲတိုင်တို့ပြိုလဲကုန်ကြလေပြီ။ထိုသောအုံဤတောင်ဘက်တွင် မင်းတို့မင်းကြီးတိဆောက်လူတန်းခဲ့သည့်သူတမဇရက်ကြီးပေါင်း33ဆောင်ရှိသည့် မန္တလေးသို့လာရောက်သည့်ဖျားဖူးအာကန်သူများနားနေရန်နှင့် ထမပြန်စာမိုးပွဲများကျင်းပရန်ဖြစ်သည်ဇရက်တော်တော်များများမှ မန္တလေးကိုမိခါစဉ်ကပါသွားသဖြင့်အနေငယ်သာကြံတော်သည်1862ခုနှစ်က လောင်သောမိကြီးတဲတွင်မန္တလေးတောင်ပေါ်တွင် ရှိသည့်တပ်ပယ်လာသောပြဋိဋ္ဌောဘေးရဝါတော်ကြီးမိခခဲ့သည်မန္တလေးမြို့ကိုညွန်ပြလျက်ရှိသောရဝါတော်ကြီးဖြစ်သည် တောင်ဆောင်တွင်ရှိသည့်ကြောက်ဆောင်ကြောက်တုံးများကိုလိပြတ်ထုလုပ်ထားသောကြောက်လေကားများအတိုင်းတက်သွားလျင်မန္တလေးတောင်ထိပ်သို့ရောက်တော်သည်တောင်ထိပ်သို့ရောက်ရင်ကလွန်စွာလှပစမ်းကျဲ့သည့်ရှုခင်းကိုမြင်ရလေသည်နမ်းမြို့ကြီး၏အမျိုးမျိုးသောတံတန်တို့သည်မျက်စိတွင်အထင်သာပေါ်လာကြကုန်၏နီးကြံသောပြအိုးများရွှေဘိန်းပြတ်တက်များ မြို့ရိုးပတ်လည်တွင် မြေတသိန်းလိုရှိနေသော၄ဆက်ဆက်ကျုံကုသတော်ဖျားမဇေဒီဖြူဖြူများအရှိတ်ဘက်တွင်လမ်းမြင့်နေရသည့်ရှမ်းရုံမှတောင်တန်းပြပြအနောက်ဘက်တွင် တွန့်ကောက်နေသောသကိုင်းတောင်ယိုအောက်တွင်ကွေးဝိုက်ရစ်ခွေနေသည့်အရာဝတီမြေကြီးစသည့်တို့ကိုမြင်ရသည်မန္တလေးတောင်၏နံရံများမှာဟာလာဟင်းလင်းဖြစ်နေပြီးတစ်ပင်ဝါပင်တို့ကင်းနေသည် တို့ရတွင်မန္တလေးတောင်တီမြင်အားသူတို့ဤအာယုံကိုဆွဲဆောင်နေပါသည်မန္တလေးတောင်ဤနေသားသည်ထင်ရှားသည့်အမတ်လက္ခဏာတစ်ခုမြတာမက ပိုးထိုက်ကြောင်းမြတ်ယတနာတို့ထွက်သည်ဟုလည်းယုံကြည်နေကြသည်စံကြောင်းတွင်မလမကန်းတွင်ဆလင်းကြောင်းတိုက်ရှိသည်ငင်းချမ်းသောနေရာတစ်ခုဖြစ်၍တစ်ဖက်တွင်မြင်းပြိုင်ခွင်ရှိပြီး အခြားတစ်ဖက်တွင်ဗြိတိရှားတို့ဤတနက်ပြက်ခွင်ရှိသည် ထိုသို့သောပတ်ဝန်းကျင်မျိုးတွင်တည်င်းသုံးအသည့်ចောင်းတိုက်တရာတော်ကြီးသည်လောကအကြောင်းကိုနားလည်သူဟုယူဆเสียရရှိသည်ဗြိတိရှားသက်သားတို့ဤဖြိုးဖြိုးဖြောက်ဖြောက်တနတ်တန်များနှင့် ပြိုင်မြင်းတို့ခေါက်ခေါက်ကက်ကက်ခွာတန်များကို သူ့ကြောင့်ဤတွင်ကြားနေရသည့်အတိုင်းចောင်းထိုင်เสียတော်ကြီးသည် အင်္ဂလိပ်လူမျိုးတို့ကို မနှင်းမြို့ခြင်းမဖြစ်ပါ ကျွန်တော်တို့ရောက်သွားသည့်အခါတွင် ကျွန်တော်တို့အာ သူ့ကြောင့်ရိတ်တွင်စည်းကြွေ၍နှုတ်ဆက်ပါသည် အိန္ဒိယစစ်တပ်များ၏စစ်အုပ်စည်းချုပ်အဖြစ် လော့ရောဘတ်မကြာခဏမန္တလေးသို့ရောက်လာစဉ်သူကိုမကြာခဏလာရောက်ဖူးမြော်ကြောင်းသူထမစာတောင်ရရှိကြောင်းဖြင့်ကျွန်တော်တို့ကိုပြောပြသည်စုပ်ပြဲနေသောစာရွက်ပေါ်မှမိမိန်စာပြုနေသောမျက်များဖြင့်အင်္ဂလိပ်လူမျိုးတို့သည်အသက်အရွယ်ကြီးရင်ပေဖြစ်သောဆရာတော်ကြီးနှင့် သူကုံယူသောလှပသည့်သူကြောင်းကိုကောင်းစွာဂရုစိုက်ကြမည်ဟု မျှော်လင့်ကြောင်းဖြင့်ရေးထားသည် ကျောင်းတွင်စီရင်ထားသောပပုများမှာအခြားသောကျောင်းများနှင့်မတူပါထူးခြားချက်မှာထိုကျောင်းတွင်ရွှေပိန်းချမထားခြင်းဖြစ်သည်ထိုကျောင်းသည်မြမပြည်တပြည်လုံးတွင် အလှဆုံးဘုန်းကြီးကျောင်းဖြစ်ပါသည်ထိုကျောင်းမှလွန်ရင် ရောမင်းကြီးအုပ်ကျောင်းသို့ရောက်သည် ရောမင်းကြီးအုပ်ကျောင်းမှလည်းအင်္ဂရိဗန်းများဖြင့်လွန်စွာလှပပါသည်ကျောင်းထဲတွင်လက္ခဏာရေးသုံးပါးကိုဆင်ကျင်းနေသည့်ဘုန်းတော်ကြီးအိုတပါးကိုမြင်ရသည်ဘုန်းတော်ကြီးပုံတရံမှာ လွန်စွာနူးညံ့သိမ့်မွေးဟန်ရှိတော်လဲကြောင်းတဲ့သူကျွန်တော်တို့ဝင်သွားသည့်အခါထိုင်ရမှလည်းမထစကားတခွန်းတလေမှလည်းပြောခြင်းမရှိပါကျွန်တော်တို့သည်တိတ်ဆိတ်စွာဝင်လာပြီးနောက်မဲမောင်နေသည့်ခန်းဆောင်တွင်မှ တိတ်ဆိတ်စွာပင်ထွက်လာခဲ့ကြပါသည်ဘာဝနာကိုစည်းမျဉ်းနေသည့်ဘုန်းကြီးတို့အဖို့ကကျွန်တော်တို့သည်ဘာမှရေးမကြည့်ပါ အာယုံ ပိတ်ကားပေါ်တွင် တိတ်ဆိတ်စွာ ဖြတ်တန်းသွားကြသည့်အရေးမြတာတကား ကမ္ဘာလောကကြီးသည် သူ့အဖို့အတရာကမြားပါတကားနန်းတော်မြောက်တကားမှာထွက်လာခဲ့ရင်မြောင်းမြို့တကားသို့ရောက်သည် ထိုမြို့တကားသို့ သွားသည့်လမ်းမကြီးမှာလည်းမန္တလေးမြို့ဤထုံးစံအတိုင်းဖြောင်တန်းဖြူပွေးနေသည့်လမ်းမကြီးဖြစ်ပါသည်မန္တလေးမြတာမဟုတ်ပါမှတ်တမ်းရှိပြီးသောမြမမြို့ကြီးတိုင်းဤထူးခြားသည့်လက္ခဏာတရားဖြစ်သည် မန္တလေးမှာလမ်းများမှာကျွန်တော်တွေ့ဘူးသမျှလမ်းများတဲတွင်အလှဆုံးလမ်းများဖြစ်သည်လမ်းများသည်တကားပေါက်တစ်ခုမှ အခြားတကားပေါက်တစ်ခုအရောက်မြင်းပြောင်တစ်ချောင်းလို ဖြောင့်တန်းနေသည်တစ်ဖက်တကားမှမျှော့ကြည့်ရင်တစ်ဖက်တကားကိုဒိုးရှို့ပေါက်မြင်နေရပါသည်လမ်းတွေကကျဲလဲကျဲပါသည်လူ၁၀ရောက်၁၂ရောက်မြင်းပြိုင်စီးနိုင်ပါသည်ထိုသာပြည်များမှာလွန်ခဲ့သည့်နှစ်ပေါင်း၄၀၀လောက်က ဘကိုးနှင့်ပတ်သက်၍စီဇာဖရက်ဒရစ်ရေးခဲ့သော စာပိုင်များဖြစ်သည်ယနေ့မန္တလေးမှလမ်းများမှလည်းထို့အတိုင်းပင်ဖြစ်ပါသည် မင်းတုံမင်းဤမျိုးတော်တဲ့အဟောင်းသည်အတိတ်မြမာပြည်ဤကျွမ်းကြံဖြစ်ကြောင်းကို ထို့လမ်းများကတည်တည်ထူနေကြပါသည်မြောက်ဘက်သို့ထွက်သည့်လမ်းဘေးဝဲဘက်တွင်ရှိသောပန်းခုံတော်မှာသေးသေးမွတ်မှန်ပြင်ဆင်ထားခြင်းဖြစ်ဟန်တူသည် လူလုတ်သားသည့်တောင်ကုန်းကလေးများ လှိုင်ကူများကြားတွင်စမ်းချောင်းကလေးများနှင့်တူမြောင်ကလေးများဖြတ်တန်းစည်းစင်းနေကြသည်အချို့ကံဘေးတွင်ရုံးငိုက်နေသော အုံးမင့်များကိုတန်းစီစိုက်ထားသည် ရခင်ငါမူထိုပန်းကုန်းတော်သို့ပြိုတော်များချံရန်ကအလားပါရှုခြင်းကိုရှုစားရန်ရောက်လာခဲ့ဘူးသည်တို့ရတွင်ယခုချိန်၌ကထိုပန်းကုန်းတော်လောက်လူသူကင်းရှင်း၆သိသည့်နေရာမန္တလေးတွင် မရှိသလောက်ပင်ဖြစ်နေလေပြီ။ မဲမောင်သောတူးမြောင်များတဲတွင် ပေါင်းမင့်တိုက်ပင်တွေပိတ်ဆို့နေလေပြီတခါကအင်္ဂရိပန်းတို့စီချက်ထားသောလှိုင်ကုန်ကလေးများအင်္ဂရိပန်းပေါင်းကုန်ကလေးများမှလည်းမျက်စိအမြင်တွင်ပသာဒါမဖြစ်တော့ပဲဟာလာဟင်းလင်းဖြစ်နေလေပြီလေကားကလေးများဇင်းညံများမှလည်းကျိုးပက်ပြက်စီနေလေပြီပန်းကုန်တော်တွင်ယခုရှိနေသည့်တက်ရှိများမှအသေးကောင်းကိုစားသည့်စွန်ကြီးများသာဖြစ်သည် ပန်းကုန်တော်တဲသို့လူစိမ်းတယောက်ရောက်လာသည်နှင့်စွန်ကြီးများသည့်အနီးရှိတစ်ပင်ကြီးများပေါ်သို့ပြန်တက်သွားကြတော့သည်ဂိုင်းအနှင်းငယ်အကွာတွင်မူမန္တလေးမြို့မှထက်တန်းလွှာတို့သည်မိဖုရား၏အဆောင်တော်တဲတွင်ညနေတိုင်းစုဝေးရောက်ရှိနေကြသည်တို့ရတွင်မိဖုရား၏ပန်းကုန်တော်တို့ကမရောက်ဖြစ်ကြပါကျွန်တော်တို့သွားနေသည့်မြောက်တကားသို့ထွက်သောလမ်းရာဘက်တွင်ဘရင်ဆွေတော်မျိုးတော်တို့၏မိသားစုများမြုံနံရာတင်ကြိုင်းတော်ရှိသည် အနီးတစ်ဝိုက်တွင်မင်းတို့မင်းကြီးတရားရှုမှတ်ရာ ကမ္မထံအဆောင်တော်တစ်ဆောင်လည်းရှိသည်ထိုဆောင်ကိုဗြိတိကျသက်သားတဦးကသူ့အိမ်အဖြစ်အသုံးပြုထားသည်ကို တွေ့ရသည်ဤနေရာတွင်မြောင်နန်းတော်မိဖုရား၏တင်ကျိုင်းကိုလည်းတွေ့ရသည်မြောင်နန်းတော်မိဖုရားမှာမင်းတို့မင်းနမတက်မီ ငငယ်ကလက်ထက်ခဲ့သောကျင်ရဖြစ်သည်နန်းတော်တဲတွင် မြုံနှံ့ခြင်းခံရသူတို့အ ਨੇ မင်းဆွေမင်းမျိုးမဟုတ်သူဟူ၍သူတို့ဦးသားလျင်ရှိသည် ထို့နောက်တွင်မူသူဖျားလက်၏အမိန့်ဖြင့်သူအလောင်းကိုတူးဖို့ယူပြီးနောက်အရက်တင်းချိုင်းသို့ပြောင်းရွှေ့မြုံနှံစေခဲ့သည်တခါတွင်မင်းတို့မင်းလက်ထက်နန်းတွင်ရေးများကိုထဲထဲဝင်ဝင်တီးခဲ့သည်ဘိုးအိုတို့နှင့်ကျွန်တော်စကားပြောခဲ့ရသည်မင်းတို့မင်းတရားကြီးဟာသူပထမကျင်ရတော်ကိုတော်တော်ချစ်တယ်ကျင်ရတော်ကိုဘလောက်ချစ်တယ်လဲဆိုကောင်းကင်ဘုံမှာအိပ်ပျော်တယ်ဆိုတောင်သိကွင်စားလာသည်အထိပဲတည်လို့ရှိရင်ကောင်းကင်ဘုံမှာ ူးကျင်ရတော်နဲ့ပြန်တွေ့ရမယ်မဟုတ်လားဒါကြောင့်မို့အဲ့ဒီကျင်ရတော်ကွယ်လွန်တော်ကယုတ်ကလတ်ကိုမီးမရှို့ရဘူးမီးရှို့ရင်ပုံထရန်ပျောက်သွားမှာစိုးလို့ယခုမူသူမမြည်တိနေရာတွင်မြုံနှံသည်ကိုမြည်သူမြမပြောနိုင်ကြတော့ပြီမြောက်တကားဘက်သို့ထွက်သည့်လမ်းမတစ်ဖက်တစ်ချက်တွင်ပန်းခုံတော်သို့ ရေသွင်းသည့်ရေမြောင်းရှိသည်ထိုရေမြောင်းသည်တောင်ညွတ်တကားမှဝင်လာခဲ့ခြင်းဖြစ်ပြီး င်းတုံမင်းနဲ့ရွာမစံမီတနည်းလောက်ကဖောက်လုတ်ခဲ့ခြင်းဖြစ်သည်ဒီနေ့ချိန်တွင်ထိုတူးမြောင်းမှကောနေလေပြီမင်းတုံမင်းသည်ရွှေဖောင်းတော်ကိုစည်းကာမြို့ရိုးအရှိမြောက်ဖက်ရှိဘုရားပထိုးများဘုန်းကြီးကျောင်းများသို့တွားရောက်ဖူးမြော်လေရှိသည်မြောက်တကားမှထွက်လာခဲ့ပြီးကျုံပြတ်တရာကိုကြောလာရင်မန္တလေးမြို့အနောက်မြောက်ဒေသကို တွေ့ရသည်ခုနှစ်ရာတွင်86လမ်းရှိပြီးပရင်သမားများအလုံးလုံးလေးရှိကြသည် ရဟန်းတော်များအတွက်ပိတ်များထုလုပ်သည့်ရက်ွက်ဖြစ်သောကြောင့်တန်များကိုတူဖြင့်ထုတန်များမှ စုညံနေတော်သည်သူတို့ကိုလွန်ရင်လဲဘိန်းတောင်ဆရာများအတန်းတို့ရောက်သည်တဲများတဲ့တွင်ထပ်လိုက်ထောင်ထားသောလဲဘိန်းများကိုမြင်ရသည်ထိုလမ်းမှာကတ်တရမခဲရသည်ထောက်သွေးသည့်ရာသီဥတုတွင်ဆိုရင်ပုံလုံးကြီးများသည်အလိမ့်လိုက်တတ်နေသည်အိမ်များမှာလည်းအိမ်ကုတ်ကလေးများသာဖြစ်သည် ထိုမှနောက်သို့လာလျင်အရေးမထွက်ပြားသို့ရောက်သည်ထိုနီးတဝိုက်မှဘုန်းကြီးကျောင်းများမှအိုမင်းရိုင်နဲ့နေလေပြီထိုနေရာတဝိုက်တွင်ထယံကအင်လေးများပေါ်ပေါက်လာနေသည်မြင်းမှမန္တလေးဤပြောင်းလဲနေသည့်သင်္ကေတတစ်ခုပင်ဖြစ်သည်ထိုနေရာမှတောင်ဘက်သို့လာရင်တိဘောစော်ဝါဤရှမ်းဝိုင်းကိုတွေ့ရသည်ရှမ်းဝိုင်းမှာအင်တကားပေါက်တက်ထားသည့်လေးတောင်ဆက်ဆက်ဝင်းတစ်ခုဖြစ်သည်ထိုနေရာမှာရှမ်းပြည်နယ်ဗမာဆင်းလာသည့် ရှမ်းပေါင်းမိပွားပွားရှမ်းခမောက်တို့ကိုစောင်းထားသည့်ရှမ်းကုန်တဲတို့သခန်းချရန်နာရဖြစ်သည်ကာတလီတွင်လဲလဲတန်းကြီးများကိုတွေ့ရတတ်သည် ယခုတိုင်ရှမ်းတို့လာရောက်တဲခုသည်သခန်းကို အခွန်ကောက်လျက်ရှိသေးသည်ရင်းမှဘင်းအနာဇတိချောင်းကို ပြလိုသည့်သဘောဖြင့်ဇတိသဘောကောက်ခံခြင်းသာဖြစ်သည်ရှမ်းဝိုင်းဤတွင် ရေကန်တရိပ်တို့ဖြင့်ဝေစားသောသောဝိုင်းအိမ်ရှိသည်ရင်းမှဖုံးတော်တော်ဖြစ်နေသောပတ်ဝန်းကျင်နှင့် လုံလုံလာလာခြားနားနေသည်အနီးရှိအုပ်ရည်တွင်ကြီးတွင်မူရေခတ်နေသည့်မင်းကလေးများဖြင့်ပြည့်နေသည်ရှမ်းဝိုင်း၏နောက်ဖက်တွင်တရေသေးရှိသည်တရေသေးမှအိုမင်းစုပ်ပြက်လျက်ရှိသည့်တိုင်ဈေးရောင်စင်းဝဲတို့ဖြင့်စီကားလျက်ရှိသည်ရင်းမှမန္တလေးမြို့စွန်မှမြို့နေများကို တွေးမွေးနေသည့်ဈေးကလေးများအနက်တစ်ဈေးဖြစ်သည်တရေသေးနောက်တွင် ရွှေတချောင်းရှိသည် ရွှေတချောင်းကိုလွန်ခဲ့သည့်နှစ်တရာခန့်ကပါကြီးတော်မင်းတရားကတူဖို့ခဲ့ခြင်းဖြစ်သည်ထို့နောက်ပိုင်းတွင်ကြောက်တော်ကြီးရဝါတော်ကြီးကိုပင့်ဆောင်ရာရေလန်းအဖြစ်အသုံးပြုခဲ့သည်မန္တလေးမြို့အနောက်ပြင်တွင်တက်စီသွားသည့်ရွှေတချောင်း၏ဘေးတစ်ဖက်တစ်ချက်တွင်ဖဝါတဲ့ဒုဣစုများရှိသည်ဒုဘီစုမှအိန္ဒိယမျိုးသားများ၏တဲတိုက်ကလေးတွေဖြစ်ပြီးလူပြူတို့၏ဝတ်စားများကိုလျှော့ပေးရာဌာနဖြစ်သည်တဲများကြားတွင်ဝလုံးဖြင့်ထောက်ထားသည့် အဝတ်စားများကလည်းရှုကင်းကို တမျိုးစမ်းနေစေသည်ဖြစ်ကြောင်းကမ်းပေးတွင်မူမရေမတွက်နိုင်သောအဝတ်ပုံကြီးများကိုတွေ့ရသည်ဟဝါတဲ့များသည့်ရွှေတချောင်းကန်းစားမှထိုးထွက်နေသောတက်သားခုံများပေါ်တွင် တနေကုန်အဝတ်များကိုလျှော့ကြားဖွက်ကြသည်ယခုလို၆သွေးသည့်ရာသီများတွင်မူဒိုက်တရောတို့ဖြင့်ဖုံးလွှမ်းကလှုပ်ရှားခြင်းမရှိသော ရေပြင်ကိုချောင်းဟုခေါ်ဖို့အတော်ပင်ခက်ပေလိမ့်မည် ထွေရည်တဲတွင်မန္တလေးမှအင်္ဂလိပ်လူမျိုးတို့၏အဝတ်အစားများကိုလျှော်ဖုတ်ခဲ့သည်ဟု သိရရင်မြည်မြအထိတ်တလန့်ဖြစ်ကြလိမ့်မည်မသိခြေချင်းတန်တချင်ချင်းဖြင့်ခေါင်းမိချုံသွာလာနေသောအိန္ဒိယခဝတဲမှတတိုက်နှင့်အနီနာတဝိုက်တွင်ရှိသည့်မြမအမျိုးသမီးတို့မှလည်းများစွာကွာခြားခြင်းမရှိပါဖုံမုံများမှသွားလျရာရာတွင်တထောင်ထောင်ထနေသည့်ဖြင့်တော်တော်စိတ်သက်ကြစရာကောင်းပါသည် ထို့သောသောပတ်ဝန်းကျင်မျိုးတွင် အသွေးအရောင်နဲ့အပျော်အမျိုးကိုမျှော်လင့်ရမဖြစ်နိုင်ပါထိုနေရာတဝိုက်တို့ရောက်ရင်မြန်မာအမျိုးသမီးတို့သည်လည်းချစ်ခင်နှစ်သက်စရာတွေပျောက်ကုန်ပါပြီ၆တွေ့ပူပြင်းသည့်ရာသီဥတုနှင့်ပူပြင်းသောနေသည့်မြန်မာအမျိုးသမီး၏အသားရည်ကိုညိုမဲညိုချောက်စေပါသည် မန္တလေးသူများသည်တော်ညီမတော်အောက်သူတို့ပိုင်ဆိုင်သော တောက်ပါသည့်အလှမျိုးကို မပိုင်ဆိုင်ကြပါ